ပနိုဂျာကိုပရမကြီးမှာပဲပွဲသိမ်းလိုက်ပြီးချန်ပီယံဖြစ်ခဲ့တဲ့ဂျိုဂျူအာဘန်သတင်းပါဝင်ဒီဇင်ဘာ9ရက်နေ့စူပါဆန်နေသတင်းများမင်္ဂလာပါမြန်မာဂရုကနက်စပေါ်မှာကြိုဆိုလိုက်ပါတယ် ပထမဆုံးသတင်းအနေနဲ့ဂျိုဂျူအာဗန်နဲ့ဘန်နိုညာတို့ရဲ့ USCMMB ကပတ်လူပွဲကိုဒီနေ့မနက်မှာပဲကစားခဲ့ပါတယ်။အဆိုပါပွဲမှာတော့ပရမတ်ကြီးပါတဲ့ဘန်နိုညာတယောက်အမြင့်ကန်ရမှတောင်းဆစ်လွဲဒဏ်ရာရရှိသွားခဲ့ပြီးဆက်လက်မထိုးနိုင်တော့တာကြောင့်ဂျိုဂျူအာဗန်ဟာ UFC Flyweight Champion ဖြစ်လာခဲ့ပါပဲ။ဆက်လက်ပြီးနောက်ထပ်သတင်းအနေနဲ့ Champion ပြီးလမ်းပေါ်ကစင်တီအာဆင်နယ်တို့ပွဲပန်းနေကြပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။အာဆင်နယ်အသင်းဟာအက်စတိုမီလာအသင်းကိုဝေးခွင့်မှာနှကိုးတကိုးနဲ့ ်ရှုံးနေခဲ့ပါတယ်။အဆိုပါပွဲမှာအဓိကခံစားမှုတွေဖြစ်ကြတဲ့စတီဗာနဲ့ဂါဘရီယယ်တို့မောင်းနေကြပါမှုအာဆင်နယ်နောက်တန်းဟာဖျော်ပြဲဖြစ်နေခဲ့ပါတယ်။အဆိုမီလာတိုက်စမှုဝကင်းရဲ့ဖြုံးနှိမ့်မှုကြောင့်သာဂုံးပြက်ခဲ့တာလို့ပြောရမှာပါ။အဆိုပါပွဲမှာကွင်းလယ်ကစားသမားတွေဖြစ်တဲ့ right ဇူဝီမနီတို့ဟာပွဲပမှုတန်းကြောင့်အလုံးမဲ့ပင်ပန်းနှန်းတွေပုံရပြီးလောက်အားနှုံးကြဆင်းနေခဲ့ပါတယ်။အာဆင်နယ်တို့ကြံနေတဲ့ဒီဇင်ဘာလပွဲချက်တွေကိုအကောင်းဆုံးကျော်ဖြတ်သွားနိုင်မလား။ဒါမှမဟုတ်စီတူလင်ချင်းပဲဆိုရမလားဆိုတာစောင့်ကြည့်အောင်ပါပါ။နောက်ထပ်တဲ့နေ့နဲ့အလုံးမလုံးနိုင်တော့မှတတ်တက်ကုန်ပို့ခံရရှာတဲ့ မူဟာမက်ဆာလန်နောက်ခွေမှာမူဟာမက်ဆာလန်နဲ့နီးပြအကြအသိတောင်ရှိသူတွေကြာပြဿနာတွေရှိနေတယ်ဆိုတဲ့သတင်းထွက်နေတယ်လို့မူဟာမက်ဆာလန်ကလည်းကျွန်တော်ပေါ်အပြစ်တင်ဝေဖန်မှုတွေအကုန်ပူချစေခြင်းနဲ့တူတဲရောရှိတယ်ဆိုတာသိရှင်းပါတယ်ကလပ်တင်းကနွေရီတုန်းကကျွန်တော်အတွက်ဂရီတွေအများကြီးပေးခဲ့ပြီးခုရီတော့ကျွန်တော်ကသုံးဝဲလုံးမှာရန်ကုန်မှာပဲရှိနေရပါတယ်ကျွန်တော်ပြောနိုင်တာကတော့ဂရီတွေကိုစောင့်နှင်းကြပါလို့ပြောဆိုသွားခဲ့ပါတယ်ဆလဘီနောက်ထပ်တဲ့နေနဲ့ဂါဘရီယယ်မပါဝင်တာအာဆင်နယ်အတွက်အဓိကထိုးနှက်ချက်လားဂါဘရီယယ်ဒဏ်ရာရရှိပြီးနောက်အာဆင်နယ်တို့ စုပေါင်း၅ဘွဲကစားပြီးချိန်မှာကလင်းရှိတစ်ချိန်သာရရှိခဲ့ကြပါဂါဘီယယ်ပါဝင်ကစားတဲ့၁၆ဘွဲမှာ၁၃ဘွဲဟာကလင်းရှိရခဲ့ပါတယ်ဒီနှစ်ခုကိုတိုင်းရင်ကြည့်မယ်ဆိုရင်ဂါဘီယယ်မပါဝင်နိုင်တာဟာအာဆင်နယ်တို့အတွက်အဓိကအားနည်းချက်လို့ပြောမယ်ဆိုရင်လည်းမှားမယ်မထင်ပါဘူးနော်ကစားသမားဘဝဟက်ထရစ်29ချိန်ပြည့်မြောက်သွားပြီဖြစ်တဲ့ဟယ်ရီကိန်းအင်္ဂလန်ကလေးဆက်ကြီးဟယ်ရီကိန်းဟာမနေ့ညကကစားခဲ့တဲ့စတုဂတ်နဲ့ပွဲစဉ်မှာဟက်ထရစ်ရယူနိုင်ခဲ့ပါတယ်ဝင်ရင်မိနစ်60ကျော်မှဝင်ရောက်လာခဲ့တာဖြစ်ပြီးလက်ကျန်ချိန်လုံးတွင်မှာဟက်ထရစ်ရယူနိုင်ခဲ့တာပါ။အသက်ကြီးပေမဲ့မပျက်စီးသေးတဲ့တိုက်စစ်မှုကြီးပါ နိုင်ငံသေးနဲ့6ကြိမ်ကလတ်လေးနဲ့လူ23ကြိမ်ဆိုတဲ့စုစုပေါင်း29ကြိမ်နဲ့ထပ်တွေ့မှတ်တမ်းကောင်းတစ်ခုကိုပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်။နောက်ထပ်သတင်းတွေနဲ့ကွနာရိုညီနောင်အာဆင်နယ်အသင်းကိုရောက်ရှိလာခဲ့ပြီးနောက်အာဒီတာရဲ့မှတ်ချက်စကားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါရစေ။အရဝင်နဲ့ဟောကာကွနာရိုလို့ရင်းချင်းရှိသူတွေကျွန်တော်တို့အသင်းကိုရောက်လာတာကိုမြင်ရတာအရင်ကောင်းတဲ့အခြေအနေပါ။ကျွန်တော်တို့ဟာအသင်းပြပမှာရှိတဲ့အကောင်းဆုံးအရင်ချင်းရှိသူတွေကိုခေါ်နိုင်ပါတယ်။ကျွန်တော်တို့ဒါကိုကျွန်တော်တို့အတွက် ကောင်းမွန်တဲ့အခွင့်အရေးတစ်ခုဖြစ်ရှုမြင်ခဲ့ပြီးရှေ့ကိုရောက်နေတယ်လို့ခံစားရပါတယ်။ ဒါဟာအပြူရောဆောင်တဲ့ကိစ္စတစ်ခုလို့ကျွန်တော်ထင်ပါတယ်လို့အာရီတာကပြောဆိုသွားခဲ့ပါတယ်။နောက်ဆုံးသတင်းအနေနဲ့နောက်၂၆ဝဘလအတွက်အောက်စုအစ်မဲခွဲဆုံးမြတ်မှုများတွက်ပေါ်လာခဲ့ပါပြီ။နောက်၂၆ဝဘလကတော့ရခင်ကဝဘလကြိမပုံတွေနဲ့မတူပဲပြောင်းလဲမှုတွေပြုလုပ်လာခဲ့ပါတယ်။အောက်စုအစ်မှာတော့အောက်စု၁၂ခုထိပါဝင်လာခဲ့ပါတယ်။လက်ရှိအချိန်ထိဝင်းဝင်း၆နေရာစာရှိနေပြီးနာမည်ကြီးအီတလီ၊ဆွီဒင်၊ဒိန်းမတ်၊ပိုလန်၊ယူကရိန်း၊ချက်စတဲ့နိုင်ငံသင်းတွေကလည်းဝင်ခွင့်နေရာစာအတွက် ပလေးရောအဆင့်ကိုခံရမှာဖြစ်ပါတယ်။ဘဲသင်းတို့ဂျင်းခဲ့မလဲ။ဘဲသင်းက2026ကွာဗလာကိုပါဝင်သွားနိုင်မလဲ။စောင့်ကြည့်ရအောင်မှာပဲဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။မြန်မာဂရုကရန်စပို့ပါ။